ကာစီကွန်ပန် K Black ကိုဖုံးဟောင်းကနေပြီးတော့ဖုံးအစ်ကိုချိန်တဲ့နီလန်လေးကိုပြောပြပေးမှဖြစ်ပါတယ်။အဲ့တော့တော်တော်များများကမလုံတက်သေးတဲ့သူတွေလည်းများစွာရှိလို့သိပြီးတဲ့သူကတော့ကြော်သွားလို့ရတာဖြစ်ပါတယ်ခင်ဗျာ။အရင်ဦးဆုံးအနေနဲ့ကျွန်တော်တို့ဖုံးဟောင်းမှာရှိတဲ့ K Black Software ကိုဖြတ်ထုတ်ရမှာဖြစ်ပါတယ်။ပြီးလို့ရှိရင်တော့ကျွန်တော်ထည့်မဲ့ဖုံးအစ်မှာ K Black Software ဆွဲထားရမှာဖြစ်ပါတယ်ခင်ဗျာ။အထူးထူးကျွန်တော်လိုက်ကြည့်ကြရအောင်ခင်ဗျာ။ဒီအဦးဆုံးစွာကျွန်တော်တို့ဒီထဲမဲ့ဖုန်းထဲမှာ K Black download ဆွဲထားပြီးပြီဆိုရင် ကိုဗန်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကလည်းဒီဖုန်းထဲမှာထည့်ထားဖို့လိုပါတယ်เนาะအအရန်ရေးကြည့်ပါတယ်ကျွန်တော်ဒီမှာပထမဆုံးပေါ်လာတဲ့အောက်ဆုံးခလုတ်လည်းနှိပ်လိုက်ရတယ်အပေါ်ဆုံးနှိပ်လိုက်ရတယ်เนาะကျွန်တော်တော့ဒီတိုင်းပဲနှိပ်လိုက်ပါတယ်ဖြစ်ရှင်တော့ထိုင်းစာဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်အင်္ဂလိပ်စာအပေါ်လေးမှာအင်္ဂလိပ်ကိုနှိပ်လိုက်ရုံပါပဲเนาะအင်္ဂလိပ်စာပြောင်းလိုက်ပါမယ်ဒီနေရာမှာကျွန်တော်ကိုယ့်ရဲ့ဒီဘန်ဖွေတဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်เนาะဒီကျွန်တော်ထည့်မဲ့ဖုန်းထဲမှာလည်းထည့်ထားဖို့အတွက်လိုအပ်တာဖြစ်ပါတယ်เนาะဒါကျွန်တော်ရဲ့ဖုန်းနံပါတ်ဘန်ဖွေတဲ့ဖုန်းနံပါတ်ဖြစ်ပါတယ်ကျွန်တော်အခုဆိုတာရိုက်ထည့်နေတာဖြစ်ပါတယ်ခင်ဗျာเนาะ တေချာလေးထည့်ဖို့တော့လိုပါတယ်။ဘာကြောင့်ထည့်ရလဲဆိုတော့သူကဒီမှာ OTP နံပါတ်ပို့လာမှာပဲဖြစ်ပါတယ်ခင်ဗျ။ပြီးတော့ RRD အစိမ်းရောင် NAS လေးကိုနှိပ်မယ်။ဒီမှာ OTP ကနန်း6လုံးသူပို့လာပါတယ်ခင်ဗျနော်။ဒီ OTP ကနန်း6လုံးကိုကျွန်တော်တို့ကဒီမှာရိုက်ထည့်ရုံပါပဲခင်ဗျ။ကျွန်တော်တို့မှားလို့တော့မရဘူးပေါ့နော်။မှန်မှန်လေးရိုက်ထည့်ဖို့တော့လိုပါတယ်ခင်ဗျ။ သူကတခါလေးတန်းပြီးတော့မဝင်ဘူးเนาะကျွန်တော်စာအိတ်လိုင်းမှာတပြန့်ကြည့်လို့ရပါတယ်เนาะတကယ်လို့ကျွန်တော်မမှတ်မိဘူးဆိုရင်တော့ကနန်း6လုံးကိုစာအိတ်မှာပြန်ကြည့်ပြီးတော့ဒီမှာမှန်မှန်ကလေးကျွန်တော်တို့ရိုက်ထည့်ပေးဖို့အတွက်လိုပါတယ်ခင်ဗျပြီးလို့ရှိရင်ဒီအဝါကျွန်တော်အစဲရောင်ညားလေးကိုပဲထပ်နှိပ်ပေးပါမယ်ခဏတော့လည်နေပါလေကျွန်တော်တို့ဒီလိုပြီးလို့ရှိရင်တော့ဒီမှာသူကကျွန်တော်တို့အောက်ဆုံးဟာဟာလေးကိုပဲနှိပ်လေရတာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကျွန်တော်တို့ထပ်ပြီးတော့မှဒီအမှန်ချက်เนาะညားလေး nest ကိုပဲထပ်နှိပ်မယ် ဒီမှာကျွန်တော်တို့ထောင်ဖြည့်ရမယ့်အရာနှစ်ခုရှိပါတယ်အပေါ်ဆုံးမှာတော့ကျွန်တော်ဘန်ကက်ပြရဲ့အနောက်ကကဏန်း16လုံးကိုရိုက်ထည့်ရမှာဖြစ်ပါတယ်เนาะကျွန်တော်ကိုယ့်ရဲ့ ATM ကတ်ပေါ့เนาะ ATM ကတ်မှာရှိတဲ့ကဏန်းအာ16လုံးရိုက်ထည့်ဖို့လိုပါတယ်တနည်းတုံးကကျွန်တော် comment တခုမှတွေ့တယ်ဗောနော်တချို့ကပြောတယ်ကက်ပြားမရှိလဲ K+ နဲ့တုံးနေလဲရတယ်လို့ပြောတယ်တကယ်တော့မိတ်ဆွေတို့တုံးလို့ရလာတော့ရတယ်တကယ်တကယ်အခုလို K+ အပြောင်းအချိန်တွေ ဖြစ်တဲ့အခါကျရင်အဲ့ဒီဘန်ကတ်မရှိလို့ရှိရင်ဒီလိုမျိုးဖုံးချိန်လို့မရအောင်เนาะဒါမှမဟုတ်ကတ်ပြောက်တာပဲဖြစ်ဖြစ်ကတ်ပြတ်သွားတာပဲဖြစ်အမြန်ဆုံးဘန်ရုံးမှာကတ်အသေးလျှောက်ဖို့အတွက်လိုတယ်เนาะအဲကျွန်တော်ဒီမှာအနောက်ကကနန်း76လုံးကိုရိုက်ထည့်ပြီးပြီဆိုရင်တော့ဒီအောက်ဆုံးအကြောင်းမှာကြတော့ကျွန်တော်ဗာထည့်ရမလဲဗန်ဖွေထားတော့မှာပတ်စပို့စာအုံးမှာဒုံမောက်ပန်းရောင်ကတ်ကခန်းန်း73လုံးတကယ်လို့ကျွန်တော်ပတ်စပို့နဲ့ဖွေထားတဲ့သူဆိုရင်လည်းပတ်စပို့ကကျွန်တော်ခန်းန်းဒီ ME ပဲဖြစ်ဖြစ် CI ဆိုလဲ CI ကကျွန်တော်ဒီခန်းန်း အာ ME ပဲဖြစ် MI ပဲဖြစ်စရပြီးတော့ကျွန်တော်အနောက်ကဂန်းန်း6လုံးလေးကိုတည်ချလေးရိုက်ထည့်ပေးဖို့အတွက်လိုပါတယ်เนาะဒါကျွန်တော်ဗန်ဖွင့်ထားတဲ့ကိုယ့်ရဲ့ passport စာမျက်နှာရဲ့ဒီ passport number ကိုထည့်ရမှာဖြစ်ပါတယ်เนาะအဲ့လိုမျိုးရိုက်ထည့်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီမှာအောက်ကเนาะမှန်ချက်ကလေးကိုပဲနှိပ်ပေးပါခင်ဗျာเนาะဒီမှာကျွန်တော်တို့ရဲ့ဒီကိုယ့်ရဲ့ K+ ရဲ့ကျွန်တော် passport number ကိုပဲရိုက်ထည့်ပေးရမှာဖြစ်ပါတယ်เนาะဒီလိုပေါ်လာလို့ရှိရင် အာဒီလိုပြီးလို့ရှိရင်တော့ဒီမှာ okay don ကိုပဲကျွန်တော်အောက်အစိမ်းရောင်လေးကိုပဲထပ် ပြီးနှိပ်ပေးလိုက်ရုံပါပဲခင်ဗျာပြီးလို့ရှိရင်တော့ကျွန်တော် nest ကိုထပ်ပြီးတော့နှိပ်ပေးပါပြီးတော့ကျွန်တော်ရဲ့ဒီ k plat ရဲ့ကိုယ့်ရဲ့ဒီ password ကိုပဲเนาะ6လုံးကိုပဲပြန်ပြီးရိုက်ထည့်ပေးပါခင်ဗျာเนาะ okay ဒီလိုမျိုးဖြစ်လာပြီးဆိုရင်တော့ကျွန်တော်ဒီမှာ အဆွဲတင်လိုက်ပါဆွဲတင်ပြီးအောက်ဆုံးမှာဒီမှာမှတ်ချက်နေရာလေးကိုအာအကွင်းစားအကွင်းပိတ်ရှိတဲ့နေရာလေးကိုကျွန်တော်အချက်လေးကိုမှန်ချက်လေးနှိပ်ပြီးလိုက်ပါပြီးရင်ဒီဘက်ခြမ်းကကျွန်တော်တို့အစိမ်းရောင်မှန်ချက်ကိုထပ်နှိပ်ပြီးလိုက်ပါခမပြီးလို့ရှိရင်ဒီလိုပေါ်လာပြီးဆိုရင်အောက်ကအစိမ်းရောင်မြားလေးကိုပဲထပ်ပြီးနှိပ်ပြီးလို့ရှိရင်ဒီအောက်ကကျွန်တော်မှန်ချက်အစိမ်းလေးကိုပဲထပ်ပြီးနှိပ်ပြီးပါခမဒါဆိုရင်တော့ကျွန်တော်ကေဘလက်ပွိသွားပါပြီเนาะဒါကျွန်တော်ဖုံးအစ်စ်သေးကိုရောက်သွားပါပြီခမကျွန်တော်ဆိုရင်တော့ 2019ထဲ K-Plus စပြီးသုံးခဲ့တာဆိုတော့ဖုန်းချိန်ခဲ့တာဆိုရင်တော့ဘယ်နှလုံးရှိဒါဆိုရင်တော့၄လုံးမြောက်ရှိပါပြီကျွန်တော်တို့စီမှာဒီလိုဖုန်းနံပါတ်တွေ passport တွေအချက်အလက်ပြည့်စုံနေဆိုရင်တော့ဝင်ရတာအားလုံးလွယ်ကူပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့မှအားလုံးလည်းအဆင်ပြေကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာကျေးဇူးများတင်ပါ